ရစ်စမှုနဲ့မာယာတွေများတဲ့ဆက်စစ်အာဏာရှင်စနစ်အကြောင်းစီတစောင်းသင်ပြခြင်းဖြစ်ပါတယ်။မနေ့ဒီတုန်းကတက်လာတဲ့တည်နေအရာအာတောင်ငူထောင်ကိုစိုးဝင်းတော်လကောင်းမင်းအွန်လိုင်းတော်လကောင်းပေါ့ကြီးပိုင်းကောင်တကောင်အောင်တွားရောက်ပြီးတော့စစ်စည်းတဲ့တည်နေအားချင်းအချင်းထောင်တွေဆောက်လုပ်တဲ့တည်နေအကြောင်းဖတ်ရပါလိမ့်မယ်။ကျွန်တော်တို့အနေနဲ့ဖက်စစ်အကြမ်းဖက် ာဏာရှင်စနစ်အောက်မှာဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုအလုံးစုံမှန်မှန်ကန်ကန်သိနိုင်ဖို့ဆိုတာအလွန်ခရင်းတဲ့ရှင်နေပါဖက်ဆစ်စနစ်ဆိုတာအတန်ကန့်လန့်ကန်နဲ့အုပ်ချုပ်ပြီးသတင်းစီးဆင်းမှုလွတ်လပ်တဲ့သတင်းဖော်ပြမှုနဲ့ပြည်သူလူထုကိုသတင်းသိမြင်ခွင့်ကိုအတင်းကျပ်ဆုံးဖိနှိပ်အုပ်ချုပ်တဲ့စနစ်မို့လို့သူတို့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ပြည်သူလူထုအတွက်တော့ကျွန်တော်တို့ထိခိုက်ဝမ်းနဲ့ခြေခွဲရုံမှာတပါချားမရှိပါဘူးသူကျွန်တော်သုံးသပ်ပြချင်တာကဒေါ်ဆန်းစုကြည်ချုပ်နှောင်ထားရဲဆိုတဲ့အကျင်းထောင်ပတ်သက်ပြီးတော့ သတင်းမီဒီယာတချို့ကတူးတူးတက်တက်တက်လာတဲ့ဒေါန်ဆန်းစုကြည်ဘေးကင်းနေဆိုတဲ့အကြောင်းလောက်ပဲကျွန်တော်တို့ကြားသိရပေမဲ့နိုင်ငံတော်သမ္မတအဖြစ်လက်ရှိအချိန်ထိကုလသမဂ္ဂမှကုလသမဂ္ဂနဲ့ဒီနိုင်ငံတကာအဖွဲ့အစည်းတွေရှိမှတရားဝင်ခွင့်ပြုထားခြင်းခွင့်ပြုထားစေဖြစ်တဲ့သမ္မတကြီးဦးဝင်းမြင့်ကို ချုံနှောင်ထားတဲ့တောင်ငူထောင်နဲ့ပတ်သက်ပြီးတော့ထိခိုက်ပျက်စီးမှုငလင်ကြောင့်အခြေအနေတွေသမ္မတကြီးဘေးကင်းမှုရှိမရှိဆိုတဲ့အခြေအနေတွေကဘာမှသတင်းထုတ်ပြန်မလာတော့ဘူးစစ်မကောင်းဘွယ်ကတွေ့ရပါတယ် ဒါပေမဲ့ဒီနေ့ကျွန်တော်ရှီကိုလက်ခံရရှိလာတဲ့ထောင်တွင်းကပေးပို့လာတဲ့သတင်းချက်လက်တွေကဝန်းနေစရာကြေကွဲစရာကောင်းတဲ့ဖက်စစ်အကြမ်းဖက်ဒီလက်ပါစီတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုအကြောင်းတင်ပြခြင်းပါအကျဉ်းထောင်တစ်ထောင်မှာဆိုရင်ကျင်းထောင်နှစ်ထပ်ဆောင်ရှိတဲ့နဲ့အပေါ်ဆောင်တွေဟာလုံးဝပြိုပြက်ပြီးတော့ပြိုကျတော့မယ့်အနေအထားရှိနေတာဟိုတော့မှအောက်ထက်ကိုအကျဉ်းသူအကျဉ်းသားတွေကိုရွှေ့ပြောင်းပြီးတော့တော့ခတ်ပိတ်လောင်ထားပါတယ် အပေါ်ထပ်ကလုံးဝပြိုကျနေတဲ့အနေအထားဖြစ်နေပြီပုံမှန်လူနေလို့မရတော့ဘူးအောက်ထပ်ထီကိုရွှေ့ပြောင်းထားနေပါတယ်တဲ့ထားပြီးတော့ဘာဖြစ်လဲဆိုတော့အားလုံးအပြင်ကနေပြီးတော့လူဒီအပြင်ကနေပြီးတော့ဘိုးကောင်းငယ်အောက်ကနေထောင်ဝင်နှန်းတွေကတနက်တည်းနဲ့အစင်းနဲ့ချိန်ရွယ်ပြီးတော့ပြိုကျလူဆဲဆဲအချင်းထောင်ကထောင်ဆောင်အောက်ကအချင်းသူချင်းသားတွေကိုချိန်ချောက်နေပါတယ်တုံချောင်းမှုမပြုတ်ဘို့ဒီချိန်ချောက်နေပါတယ်ပြီးတော့ငလင်လှုပ်နေတဲ့အချိန်တုန်းကလည်းပဲငလင်လှုပ်လာလို့ရှိတဲ့နေရာနေပြီးတော့ရှောင်ရှားဖို့ 조사တဲ့လူငယ်နှစ်ယောက်ကိုလည်းအပြင်းထန်ခေါ်ယူရိုက်နှက်တာဒီလူမျိုးပြခံစားနေရပါတယ်ဒါလက်ရှိထောင်ထဲကနေပြီးတော့ကျွန်တော်ရှိကိုဆက်သွယ်ပေးဖို့လာတဲ့ Fancy ချုံတော်ရံမေးဆွဲထားခြင်းခံရတဲ့နိုင်ငံရေးကျင်းသူကျင်းသားတွေရဲ့ဘဝဖြစ်ပါတယ်ဘုညုသာရဲ့နိုင်ငံတော်သမ္မတကြီးဦးမြင့်လည်းပဲအခုလိုရင်ဆိုင်ကျော်လွှားနေရလိမ့်မယ်လို့ကျွန်တော်တို့ယူကြည်ပါတယ်အဲ့တော့ကျွန်တော်တို့တွေဖုတန်တဲ့နိုင်ငံသားကောင်းနိုင်ငံတော်သမ္မတကြီးနဲ့တိုင်းပြည်ကပုဂ္ဂိုလ်အပါအဝင် နိုင်ငံသားကောင်းနိုင်ငံအကျဉ်းသားတွေကိုအမြန်ဆုံးလွတ်မြောက်ဖို့ဟာဖက်စစ်အကြမ်းဖက်စနစ်ကိုအပြီးတိုင်ခြုံငင်းအောင်ကြိုးစားရုံမှတပါအခြားမရှိဘူးလို့ကျွန်တော်တို့သုံးသပ်ကြိုးစားမှာဖြစ်ပါတယ်ဆိုတော့အရှိမြောက်နိုင်ငံရဲ့အခြေအနေကိုကျွန်တော်တို့ပြန်ကြည့်အောင်ဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းရဲ့အုပ်စုဟာအခုဆိုရင်သူ့ရဲ့နေပြည်တော်ရုံဌာနဆိုင်အဆောက်အုံ80ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်လို့ဂျိုလူကကြည့်ရှုတဲ့မြေမြေပုံမြေပုံတွေ့ရှိချက်တွေမြေပြင်ကထောင်လန်းတွေ့ရှိရတဲ့အချက်တွေကကျွန်တော်တို့သိရှိရပါတယ် ။ဒီဘက်ကရုရှားကယ်ဆယ်ရေးအဖွဲ့ဆိုပြီးရောက်လာပြီမဲ့အမြောင်အများရောက်လာတဲ့လေအင်းနဲ့ရောက်လာတဲ့ကယ်ဆယ်ရေးအဖွဲ့ဟာဒီနေပြီးတော့စစ်တိုင်းရဲ့စစ်ဌာနချုပ်ကပြုတ်ဝက်လိုင်ကောင်းကြီးတွေကိုပဲတွားရောက်ကယ်ဆယ်ဖို့သတင်းတိုးတိုးတန်းကြားပြီးနောက်ကွယ်ပြောက်နေတာကျွန်တော်တို့သတိပြုရပါလိမ့်မယ်။အဲ့တော့ကျွန်တော်တို့ဖက်စစ်အကြမ်းဖက်အနာရှင်ကိုနောက်ွယ်ကပံ့ပိုးနေတဲ့အဓိကနှစ်နိုင်ငံဖြစ်တဲ့ EU community နဲ့ Russia community နဲ့ပတ်သက်ပြီးငလင်ကယ်ဆယ်ရေးဟာသူတို့အတွက် တခြားသောစီရေအသုံးပြုခွင့်တွေရပါနိုင်ပါတယ်ဥပမာငလင်ကယ်ဆေးရောင်ဆောင်ပြီးတော့ဝင်လာတဲ့ရုရှားလက်နက်ကင်တပ်ဖွဲ့တွေအထူးစစ်စင်အဖွဲ့တွေဒါတွေအားလုံးဟာငလင်ကယ်ဆေးကောင်းကျင်တဲ့အဝိဆုံဝိပီဝင်လာရပြီမဲ့ဒီရောက်တော့ဆရာနာရှင်စနစ်ထောက်ကူဒီတိုင်းအတွက်လိုအပ်တဲ့ဒီနီးပြူဟာတင်ကြားမှုတွေနောက်ပြီးတော့အာသူတို့အခုလျှို့ဝှက်ပြီးတော့စီမံဆောင်ရွက်ဖို့ကြိုးစားနေတဲ့နျူကလ িয়ার လက်နဲ့ထုတ်လို့ဖို့ကိစ္စတွေဒီတော့ကိုအသုံးပြုသွားကောင်းပြုသွားနိုင်တယ်လို့ပြိုကျသွားတဲ့လိုင်ကောင်းကြီးအထဲကအရေးကြီးတဲ့ပစ္စည်းတွေလူတွေကယ်ဆယ်ရေးအတွက်ကိုတို့အင်ကိုအောက်ကိုကျိုးပန်းနေတာလည်းဖြစ်နိုင်ပါတယ်ဒါဒါဒီငလင်းကိုမူတည်ပြီးတော့အသုံးချတဲ့ဖြစ်စဉ်တွေပေါ့ကျွန်တော်တို့ကဘယ်အကြောင်းအရောမဆိုရှုထောင့်ပေါင်းစုံကနေသုံးသပ်နိုင်မှုလိုပါတယ်ဥပမာဆိုရင်ဟိုနေ့ကတက်လာတဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ကဘုံကြီးတင်ငန်းဝတ်ထားတဲ့လူတစ်ယောက်ကဘိုက်ဆွဲဆွဲနဲ့တထေးလို့ဖန်ဆောင်ထားတဲ့နောက်ကထီးမိုးတွေဘာညာပါတဲ့လူတစ်ယောက်ကို အသိမောင်း5000တော့သူတို့ရဲ့ဒီဖို့စာတင်တိုက်ကြီးအတွက်ပြိုကျသွားစာတင်တိုက်ကြီးပြန်လဲတိဆောက်ဖို့အတွက်လူဒန်းနာကိုတာရုခေါ်တဲ့ကျေးဇူးတင်နေဆိုတာကပြောနေတာလေးချွေဆိုင်ပိုင်ရှင်ကြီးတယောက်ကိုပြောနေတာတွေ့ရပါလိမ့်မယ်အဲ့ဒီနောက်ွယ်မှာလဲကျွန်တော်တို့ဟာအများကြီးစံကျက်စဉ်းစားပါသိမောင်းထောင်ပေါင်းချီပြီးတော့လူတယောက်ထဲကချွေလုပ်ငန်းရှင်တယောက်ထဲကလှူမယ်ဆိုတဲ့နောက်ွယ်မှာအလှခံရမယ့်အဖွဲ့အစည်းသည်မဘာသာအင်အားစုဖြစ်တယ်ဖက်စစ်အကြမ်းဖက်စနစ်တည်တံ့မှုအတွက်ကိုအဓိကတောက်တိုင်ပြုခဲ့တဲ့အဖွဲ့အစည်းကိုလူဖို့ ရွှေလုပ်ငန်းပိုင်ရှင်ကပြောနေတာဖြစ်တယ်အဲ့တော့ဒီရွှေလုပ်ငန်းပိုင်ရှင်ကဘာအကျိုးစီးပွားရှိနေတာမို့လို့လဲရှိနေတာလည်းအများကြီးရှိတာပေါ့ဥပမာဆိုအခုခစ်ပြက်ကြီးစိန်ကိုတဲ့တယောက်တိုက်ပြီးသေးသွားတယ်သူစိန်နေရွှေတွေပဲအရောက်အရောက်ယူသိမ်းစီးသွားတယ်ထုံနီးလူအလားတူတဲ့နေရာမှာလည်းပဲဟိုဒီရွှေတွေတွေတူဖို့ရရှိတဲ့ဟာတွေလူလာတွေရက်တာတွေဓမြတိုက်တာတွေဓာတရင်နဲ့ညဆိုအိမ်တွေဝင်ပြီးအလူချမ်းစီးတာတွေအများအများဖြစ်ပြနေတဲ့အချိန်မှာဒီခိုးရပါရွှေတွေအတွက်ကရောင်းဖို့ဝယ်ဖို့နေရာလိုပါတယ် ဲ့တော့စောစောကရွှေလုပ်ငန်းရှင်ကြီးဆိုတာဟာ तू ဟာတိမ်မောပဏ္ဏတောင်းလှူဖို့ဂရုပြုလိုက်ပြီဆိုတဲ့အကြောင်းမလို့ခိုးရပါရွှေတွေကို तू ကဒိုက်ရဲတော်လကောင်သူထံတဆင့်ခံရောင်းချရင်တော်လကောင်ဖက်စစ်ဂျမ်းဖက်တက်နေနဲ့အေးအေးယူမှာမဟုတ်တော့ပါဘူး။အောက်ချီရဲဆိုတဲ့တခိုးအားပေးတွေကလည်းအေးအေးယူရဲမှာမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီရွှေလုပ်ငန်းရှင်ကြီးဟာဒီသူတို့စစ်စစ်အာဏာရှင်စနစ်တည်တံ့ဖို့အတွက်အဓိကတောက်တိုင်ဖြစ်တဲ့ဒီအာဒီအင်အားစုအတွက်ចောင်းတက်ကြီးဆောက်လုပ်ပေးမှာမှို့လို့ဆိုတဲ့ခေါင်းစဉ်နဲ့ဆိုတော့အခုလဲရုရှားလဲအလားတူပါပဲနောက်ကွမ်းနေပြီးလှုပ်ဝက်တဲ့ ကျင်းပတ်ဝန်းပတ်သက်မှုတွေအများကြီးရှိနေမှာပေါ့အဲ့တော့ကျွန်တော်တို့နိုင်ငံနဲ့ဝန်ထဲစရာကောင်းတာကတရုတ်တပါတီကွန်မြူနစ်အာဏာရှင်စနစ်အင်းဒီချင်းနိုင်ငံအိန္ဒိယဒီမိုကရေစီစနစ်အမိခံထားတော်လည်းပဲသူဟာဘာသာရေးလူမျိုးရေးအစွန်းရောက်တယ်လို့နိုင်ငံတကာကဆွဆွဲပြီးတော့စောင့်ကြည့်နေတဲ့နိုင်ငံဘင်္ဂလားဒေ့ရှ်လားတူပဲအခုမှအစိုးရဂျာပြအစိုးရတက်လာပြီဆိုပေမဲ့ပွင့်လင်းမြင်သာစွာကျွန်တော်တို့မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ဒီကုညီဆောင်ရွက်ပေးနိုင်တဲ့အလားအလာတွေမမြင်ရသေးဘူးသတ်ထား ထိုင်းဆိုတော့သူ့ကိုယ်တိုင်ကိုကဟိုတက်ရှင်ကိုယ်တိုင်ကိုကသူ့သမီးကိုရောက်အောင်နီးပါးနီးလဲမောင်းစုံနဲ့ဒီဘရင်ကိုအမိပြုပြီးတော့သူတို့သားဖားတွေအာဏာရဖို့ကြိုးစားထားပေမဲ့ထိုင်းပြည်သူအများစုရဲ့စန့်ကျင်မှုကိုလည်းခံနေရတဲ့နိုင်ငံဖြစ်တယ်လို့သူ့ကိုယ်တိုင်လည်းပဲနိုင်ငံကထွက်ခွာခွင့်ရဖို့နီးပေါင်းစုံနဲ့ကြိုးစားပေမဲ့အခုတည်းကနိုင်ငံသားကိုထွက်ခွာခွင့်မရအောင်တရားရုံးကပိတ်ဆို့ထားခြင်းခံရတဲ့ဒီဝင်းကြီးချုပ်ဟောင်းသူ့သမီးဆိုတာလည်းပဲတရုတ်ကိုဟိုမျက်နှာလူမျက်နှာရနသားဘာယာသွားလို့လို့အမေရိကန်ရဲ့မြေမုံတော်ရှပြီးတော့သူတို့အစိုးရတစ်ဖွဲ့လုံး အမေရိကန်ပြည်ဝင်ကိုပြိပင်ခံထားရတဲ့နိုင်ငံအခုဆိုဒီအပိုင်းမှာစီးပွားစီးပွားရေးအရာဒီကုန်သွယ်မှုရာခိုင်နှုန်းတွေအပြင်းထန်တိုးမြင့်လာလို့ထိုင်းဆိုအခုမြက်ကလူးဆန်ပြာနဲ့အမေရိကန်ကိုတွားပြီးတော့မဖြစ်မနေတွေးဆုံဆွေးနွေးရတော့မယ်အနေထားဒီလိုအခြေအနေတွေအိန္ဒိယနိုင်ငံကြီးရဲ့ကြားထဲမှာကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေဟာဒီလောက်အချိန်ထိရောက်အောင်တောက်ခံရောက်အောင်ရုန်းကန်အခုဆိုရင်အင်းတော်မျိုးတရင်တွေတက်လာတယ်ဒါတရင်တက်လာလို့ပဲကျွန်တော်ပြောတာပါအင်းတော်မျိုး နောက်တစ်ခါဒီညောင်ကျိုးစခန်းစတာဒီပေါ့တောက်လျှောက်ကျွန်တော်တို့တွန်လိုင်းအင်အားစုကြီးတွေကတစ်ခုပြီးတစ်ခုစခန်းတစ်စခန်းတစ်မျိုးတစ်မျိုးတိုက်ခိုက်သိမ်းပိုက်နိုင်ယူလာခဲ့တယ်ဆိုတော့အခြေအနေတွေဟာပြည်သူတိုင်းသားတွေရဲ့ဒီမလျှော်သောဇွဲလွန်းလာနဲ့ရုန်းကန်မှုနဲ့ဒီအာဏာရှင်စနစ်အမြင့်ပြတ်နိုင်မှဖြိုချနိုင်မှငါတို့အနာဂတ်လွတ်လပ်ခွင့်မှန်မှန်ကန်ကန်ရမှာဖြစ်တယ်ဆိုတော့ပြင်းပြတဲ့ဒီရီမန်းချက်တွေကြောင့်ကျွန်တော်တို့ရရှိလာတာဖြစ်တယ်အိန္ဒိယနိုင်ငံကြီးကောင်းလို့မဟုတ်ဘူး ကမ္ဘာအင်အားကြီးနိုင်ငံတွေကိုယ်တိုင်နောက်ခံပေးထားတဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကြီးကိုကျွန်တော်တို့တိုင်းသားအားလုံးရဲ့စူးစီးညှဉ်းညွမှုနော်ပေးဆက်ဆွတ်လွတ်မှုကျွန်တော်တို့နားပဝင်ခြင်းဆိုရင်ရဲတိုင်းရဲဘော်တွေကြပါတယ်တကယ်ကိုပဲအသက်ငယ်ရွယ်နှုပြိုထက်မြက်တော်စိတ်ထားကောင်းရဲဘော်တွေတရားဟုတ်ပြီးတော့ကြပါတယ်ဖက်စစ်အကြမ်းဖက်စနစ်ကအာဏာရှင်စစ်တပ်ကရုပ်နဲ့ရုရှားနဲ့ထောက်ပံ့ပေးထားတဲ့ဖျားပြင်းဗိုလ်ကြီးနဲ့ကျဲတပ်ဖြတ်ဒါတော်မှရောက်အောင်ကျွန်တော်တို့မလျှော့သောဇွဲနဲ့ရောက်အောင်တောက်ခံရုံးကန်တိုက်ခိုက်စန့်ကျင် တဖြည်းဖြည်းနဲ့ကျွန်တော်ဒီမျိုးဒီမျိုးသိမ့်ပက်လာတာအခုဆိုရင်ချင်းပြင်းနေဆိုရင်အာဒီနေ့တက်ရတဲ့တည်င်းနေအရာဟာခါကိုပတ်ဝိုင်းနေတဲ့ဖလန်းမျိုးထိရတယ်လို့ကျွန်တော်တို့ဖတ်ရပါတယ်တည်င်းရခိုင်အရခတ်တတ်တော်ဆိုလဲအာအာဒီရခိုင်ပြည်ပြည်တစ်ခုလုံးနှီးပါကို site တွေနဲ့ကြောက်ဖြူအမအပအသိမ့်ပိတ်ထားနိုင်တဲ့အနေအထားတွေဖြစ်ပါတယ်ကချင်ပြည်နယ်မှာဆိုလဲပဲအခုအင်းတော်နှစ်ပါးထိကဲကတိုက်ခိုက်သိမ့်ပိတ်နိုင်တဲ့အနေအထားတွေကိုကျွန်တော်တွေ့ရပါလိမ့်မယ် ျွန်တော်တို့ရှိတဲ့နေရာဆိုလိုက်ကော်နဲ့တချို့သောမြို့အနေငယ်မှတပါဒေါ်လင်းတက်ဖွဲ့အားလုံးကတိုင်းပတ်ထိမ့်ချုပ်ထားပြီးအခြေအနေဖြစ်ပါတယ်ဆိုတော့မင်းအောင်လိုင်းအနေနဲ့အခုဆိုရင်သူ့ရဲ့အုပ်ချုပ်ရေးရန်နေရာကြီးလဲပြိုလဲပျက်စီးနေပြီဆက်သွယ်ရေးကွင်းကြီးလဲပြိုလဲပျက်စီးနေပြီသူ့ရဲ့ယုံစာနာအဆောက်အုံကိုပြန်လဲတိဆောက်ဖို့တွေမြေအနည်းဆုံးဒေါ်လာဘီလီယံနဲ့ချီကုန်ကြမှာဖြစ်တယ်ဘာလို့ဆိုတော့အဆောက်အုံပေါင်း3တောင်ကျော်ယုံဌာနအဆောက်အုံပေါင်း3တောင်ကျော်ရှိတယ်3တောင်ကျော်လုံးပျက်စီးတယ်เนาะယုံယုံကန်း ခုနှစ်ကျော်ပျက်စီးတယ်ဆိုတာရုံငန်းဆိုတာအဆောက်အုံတာတစ်ခုတစ်ခုကိုမနေ့ကကုန်ကြတာတွေအားဒီအခုပျက်စီးတယ်ဆိုတာအခုမြို့ပြည်ကြီးလိုဖြစ်နေတယ်သူတို့ရဲ့နေပြည်တော်တွေကရက်ွက်တွေအကြောင်းအာဒီအဲဒီပြည်သူတွေတွားရောက်ရက်ကူးတင်ပြတဲ့အချိန်ကြီးအချိန်အဖြစ်မင်းအွန်လိုင်းရဲ့နေပြည်တော်ဟာကြီးနေဖို့ဖို့တော့တုံ့တန်တစားပြင်မှာဖြစ်နေတဲ့အနေထားသူတို့ရုံနေဆိုလဲမြေပြင်မှာထွက်ပြီးစပွဲတွေနဲ့ရုံထိုင်ပြီးတော့တိုက်ပွဲကိုဆက်လက်ကြုံဆက်သွင်းဖို့ကြိုးစားနေရတဲ့အနေထားမှာကျွန်တော်တို့မြေပြင်ကတော်လိုင်းသမားတွေဟာဘာလို့ဒီအချိန်မှာအကောင်းဆုံးအခွင့်အလမ်းတွေကိုကင်ဆုတ်ပြီးတော့စီးရေးနိုင်ငံရေး ဲလူလူအားလုံး노ကြတက်ကြောက်စာနဲ့ပေါဝင်လာမယ့်အရေးတွေကိုမဆောင်ရွက်နိုင်ရမှာလေကျွန်တော်ဆောင်ရွက်နိုင်ရမှာလေဒီဘက်ကလည်းတန်တမန်ရေးရအခုဆိုလို့ရှိရင်အမေရိကန်ကထိုင်းကိုလေဘင်းညစ်ထား squid လုပ်ထားမင်းတို့ဒီအရေးရဒီအာအရှိတော့အာရှအာဒီကြီးမှရှိတဲ့ Indo Pacific strategy ကငါတို့ရဲ့လိုလားချက်ကဒါအခုဆိုဖိလစ်ပိုင်ငါတို့ F16 တိုက်လေရင်အစင်းဘလောက်ကိုရောင်းချပေးမယ်ဖိလစ်ပိုင်နဲ့ထိုင်းဝမ်နဲ့ကိုစစ်လက်နက်ပစ္စည်းတွေနဲ့မျှကြည့်ပေးထားပြီးတော့တရုတ်ရဲ့ ဒီတောင်တရုတ်ပြည်လဲရေနဲ့ဆပြီးတော့ဒီရှေးတောင်အာရှတခွင်မှာဩဇာဖြန့်ကျက်လာမှုအခြေအနေကိုဟန်ဟန်ချက်ညီထိန်းချုပ်နိုင်ဖို့ငါတို့လိုလားနေလိုလားချိန်မှာမင်းတို့ထိုင်းဆိုရဘာလုပ်ပေးပါစသဖြင့်တို့တောင်းဆိုဖို့အစဉ်သက်ရှိနေတဲ့အချိန်မှာကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကနိုင်ငံခြားဆက်ဆံရေးနဲ့နိုင်ငံခြားဒီနီးပြွာတွေဒီတန်တမန်နီးပြွာတွေအသုံးပြုပြီးတော့မိမိလိုလားချက်ကိုအမေရိကန်ဆိုရတစ်ဆင့်တော်လကောင်းဒီလက်ရှိအိန္ဒိယနိုင်ငံတွေပေါ်မှာအားတစုံတရာပေးနိုင်တဲ့ဂျပန်၊ဩစတြေးလျစတဲ့အစိုးရတွေရတဲ့ဆင်တော်လကောင်း အာအရှိတီမောအစိုးရဆင်းရတဆင့်တော်လကောင်းဘင်္ဂလားဒေ့ရှ်ကအခုချိန်မှာနာမည်ကောင်းရဖို့ကြိုးစားနေတဲ့ဂျာပြအစိုးရတဆင့်တော်လကောင်းကျွန်တော်တို့ရဲ့လက်ရှိနူးတော်လိုင်းရဲ့တဲတဲလေးပဲကျွန်တော်တို့အောင်မှတ်ရအောင်ရဲ့ရဲ့လေးပဲကျွန်တော်တို့ဖက်စစ်စနစ် အပီးတိုင်းပြိုကျသွားအောင်ဖက်စစ်စနစ်ဆက်လက်ပြီးအသက်ရှင်ဖို့နှီးပေါင်းစုံနဲ့ကြိုးစားလာနိုင်ရည်ရှိတဲ့အခွင့်အလမ်းတွေကိုကျွန်တော်တို့ရဲ့အားသာချက်ဖြစ်အသုံးပြုပြီးမင်းအွန်လိုင်းတွေအားနည်းချက်တွေဖြစ်ပြိုကျပစ္စည်းသွားအောင်ကျွန်တော်တို့အားလုံးချိန်ကြိုက် ဆောင်ရွက်နိုင်မှုလိုတယ်လို့ကျွန်တော်အနေနဲ့အသုံးသုံးသပ်တင်ပြပါတယ်အဲ့တော့ main online passive agent ဖက်အနေနဲ့တို့ရဲ့ institution ဟာနှစ်90နီးပါးလောက်နီးပေါင်းစုံနဲ့တက်ဆိုးရှေအောင်စူးစမ်းလာနိုင်ခဲ့တယ်အတွေ့အကြုံရှိတယ်ဆိုတာကိုမမေ့မလျော့ပဲကျွန်တော်တို့ပြည်သူတိုင်းသားအလုံးဟာပုံမူဆွဲရှိရမယ်ပုံမူပိဆက်ဆွံ့လွတ်ကြရလိမ့်မယ်ပုံမူရင့်ကျက်ကြရလိမ့်မယ်ပုံမူစည်းလုံးကြရလိမ့်မယ်လွန်ခဲ့တဲ့နှစ်90ကာလအတော်တွေဖြတ်သန်းခဲ့တဲ့ဒေါ်လာရေးအဲဒီတမအစင်ဆက်တွေ့ကြုံကြတဲ့အကောင်းကြီးတွေက အကောင်းဆုံးကိုသင်ဝင်ကယူပြီးအစိုးရထဲကအမြန်ဆုံးရှောင်ရှားဖဲကျင်နိုင်တဲ့ဆွမ်းရည်ကျွန်တော်တို့ရှိကြပါလိမ့်မယ်ပြီးတော့ကျွန်တော်တို့အားလုံးဟာပြည်သူနောက်လာမယ့်မျိုးဆက်တွေရဲ့မျက်နှာကိုပဲမျက်နှာမှုပြီးတော့သူတို့ကောင်းကျိုးအတွက်ကိုပဲကျွန်တော်တို့ရဲ့အတ္တတွေကျွန်တော်တို့ရဲ့မာနတွေကျွန်တော်တို့ရဲ့ယမက်တွေကိုဖြေလျှော့နိုင်စွမ်းရှိရလိမ့်မယ်လို့ကျွန်တော်တို့တိုင်းပြည်ကိုချစ်တဲ့ပြည်သူများအားလုံးကိုနှိုးဆော်ပန်းကြားရင်ဖက်စစ်အကြမ်းဖက်လက်ပါစီအောက်မှာရသလောက်အခွင့်အရေးရှာမယ်ဆိုပြီးဘက်တစ်ဘက်ထဲကိုရက်ခဲ့ဘူးတဲ့ လူတွေအားလုံးကိုလည်းတဘာဝကြီးကဒဏ်ခတ်လာတာကိုအကောင်းဆုံးတံဝင်ကယူပြီးကျွန်တော်နိုင်ငံကောင်းဖို့အမြင်မှန်အမှန်မြင်မှာပြီးတော့တံဝင်ကယူပြီးဆင်ခြင်မှာကျွန်တော်တို့မနေ့ပြန်မှာလူဆက်လုတ်ချင်သေးတယ်ဆိုရင်ခုချိန်ရစပြီးအမှန်နဲ့တရားအတွက်နိုင်ငံတော်နိုင်ငံသားတွေနောင်နောင်လာနောင်သားတွေကောင်းစားရေးအတွက်ငါတို့ဘာလုတ်သင့်ပြီးဘာလုတ်ခဲ့တဲ့အတွက်ကြောင့်ဘာဖြစ်နေပြီဆိုတော့သုံးဖြတ်ချက်တွေသုံးသက်ချက်တွေချပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းလို့ဆိုလိုက်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးတဘောဝဘေး နောက်တစ်ခါဖက်စစ်အကြမ်းဖက်လူလုအာနာရှင်ကပ်ဘေးဆက်လက်ပြီးတော့ကြုံတွေ့လာနိုင်ပွဲရှိတဲ့ယူယွင်းနဲ့မှားယွင်းနဲ့စနစ်ကြောင့်ဆက်လက်တက်ရောက်လာနိုင်တဲ့ဘေးမျိုးမျိုးကနေကင်းဝေးပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်